ူအောက်ဆုံးမှာတဲ့သူနဲ့လှုပ်တဲ့လူရဲ့ပြောပြမြင်ခဲ့ရပေါ့နော်အခုကသူ့ရဲ့အပေါ်မှာ30အထက်30ကျော်ပြီဆိုတော့တကယ်လို့သူအသက်ရှင်ခဲ့ရင်လည်းတော်တော်ကြီးကိုကံကောင်းတယ်ပေါ့တကယ်လို့မရှင်ခဲ့ဘူးဆိုရင်တော့မှာပဲသူ့ရဲ့အလောင်းလေးနဲ့သူ့မျက်နှာလေးကိုတွေ့ကျင်မြင်ကျင်တာပါလှလှပါပါလေးမြမတယောက်အနေနဲ့နောက်ဆုံးခီးကိုပို့ပေးကျင်တာ ဒီကောင်မလေးကြတော့ဒါသူသူရုပ်ရုပ်ကြအထက်မှာပါသွားတယ်ပြောတယ်ငါအမတုံးပဲပါသွားလို့ပါအခုချိန်ကြီးတော့ရှားမတွေ့သေးဘူး ဝနာပေါ့နော်ဒီဝနာဝနာငန်းရှိတယ်ဝနာငန်းလည်းတို့တွေ့တယ်ကျွန်တော်တို့ရဲ့အဖွဲ့အတူပဲပေါ့သူ့မေရသူတို့လည်းဆက်သွယ်တယ်မရဘူးခုနကဝနာဒီမှာရှိတဲ့ရဲရဲတွေပေါ့နော်ဒီအရာရှိတွေတော့သွားပြီးတော့အတိတော့ပေးထားတယ်တကယ်လို့ဖုန်းနံပါတ်တွေပေးခဲ့တယ်သူတို့ကတကယ်လို့အဲအဲ့လူကိုတွေ့ခဲ့လို့ရှိရင်ပေါ့သူတို့ဖုန်းဆက်သွယ်လာမယ်လို့ပြောတယ်အဲကျွန်တော်တို့သိတာဒီ Facebook ပေါ်မှာပဲသိတာပေါ့နော်ကြည့်ကြည့်လိုက်တော့ဒီတိုက်ဖြစ်သွားတယ်ပေါ့ကျွန်တော်တို့ဒီတိုက်ကလည်းကျွန်တော်တို့အလုံးသမားတွေရှိတယ်အဲ့ဆိုရှိတယ်ဆိုတော့သူအမှားလည်းရှိနေတော့ အားဆိုရင်ဖုံးဆက်ကြည့်အောင်ပေါ့နော်ဖုံးဆက်လို့ရလားမရဘူးလားပေါ့အဲမရတော့ကျွန်တော်တို့ဒီအမြန်ဆုံးဒီကိုထွက်လာတာအထွက်လာလန်လိုင်းမှာတောက်လျှောက်ကားလန်းလေးရမှာတရားပေးပြောမဆိုတော့တိုက်မြင့်နေပေါ်မှာဘလူးမမနေရတော့လန်းဆိုရင်ကျွန်တော်တို့ခါတိုင်းဆိုရင်ဒီလန်းဒီလန်းနိုင်ဘူးအဲ့လောက်လောက်ပဲမှာအခုတော်တော်ကြီးကြာတယ်လာလာပြီးခဲ့တဲ့မိုးရင်းပိုင်းလောက်ကပေါ့နော်မိုးရင်းပိုင်းလောက်လာတာသူကပြောမဆိုရင်အမုံယူနဲ့လာတယ် အမှုရလာပြီးတော့ဒီဟိုဒီဟိုပို့လာပြီးတယ်ပို့လာပြီးတယ်ဒီမြန်မာနိုင်ငံရဲ့ဒီတရားဝင်အေဂျင့်တွေအရလည်းဘာမှတောင်ဝင်မှုတောင်ခံမှုမရှိဘူးသူတို့တွေဒီတိုင်းပဲပို့ပြီးတော့အဆောင်တစ်ခုမှထားထားတယ်ပြီးလို့ရှိရင်အဲသူတို့အလုပ်တစ်ရှားပေးမယ်ဘာမျိုးရှားပြီးတော့လည်းအလကားမဟုတ်ပတ်သက်ပေးရတယ်ပတ်သက်ပေးရပတ်သက်ပတ်သက်ပေးရပြီးကမှလုံရမယ်ပြောတယ်သူတို့သွားလုံတယ်အလုပ်တွေကလည်းဘာတစ်ခုမှအဆင်ပြေဘူးအဲကျွန်တော်ချီပုံသက်လာတယ်မောင်လေးလည်းအလုပ်ရှိလာရှိလို့ရှိရင်ငါအမကူညီပါအောင်ဆိုတော့ကျွန်တော်ကကူညီလိုက်တာအဲကျွန်တော်တို့လောက်ကတော့ဒီဆောက်လုံးလေးလို့ဆိုတော့ ဆာလိုလေးလောက်ကအမပင်ပင်ပင်မန်းတယ်အမလုံးလုံးနိုင်လားသူကရရတယ်ပေါ့နော်အလုံးမရှိရဲဆုံးတော့အဲဆိုရဒီမှာဒီမှာရှိတယ်ပေါ့ဒီအလုံးတော့သူလုံးလုံးနိုင်တယ်ဆိုတော့ခေါင်းသွင်းလိုက်တာလုံးကြောင်းတာမှဘလောက်မှမကြသေးဘူးဒီယောင်ဝင်တော့ဒီဒီဘလောက်လောက်ရှိဒီမှာဆိုတော့သူလောက်တာ၄ငါး၆လောက်အလောက်တော့ရှိပြီတင်တယ်လုံးလုံးရှိ၆လောက်အလောက်အလုံးဆုံးအလောက်ပေါ့ပထမဆုံးဝင်လာတဲ့ site ပဲ ်မှာသူတော်တော်ကြီးကိုဒုက္ခရောက်သွားတယ်။အဲမြန်မာနိုင်ငံရဲ့အေးဂျင့်တွေကသူ့ကိုအဆန်နဲ့သူတော်တော်ကုန်ခဲ့တယ်။ဒီအင်္ဂါနေ့အမှုရလာတာအမှုတင်ဝင်တဲ့ဟိုတိန်သိန်း80လောက်ကုန်တယ်အဲ့ဒါအမှုရလာတာနော်သိန်း80လောက်ကုန်ပြီးတော့ဘာမှဒီတာဝန်မှုတာဝန်ခံမှုမရှိတော့တို့တို့မှဒုက္ခတွေရောက်နောက်နောက်ဆုံးတော့အခုလိုမျိုးအဖြစ်ဆုံးတွေဖြစ်ကုန်တာပေါ့ဟိုးဟိုးမြေလင်းပါတယ် တကယ်လို့ तू အသက်ဟိုဟာမရှိခဲ့ရင်တော့မှ तू ရဲ့အလောင်းလေးကို तू မျက်နှာလေးနဲ့တွေးကြည့်မြင်ကျင်တာပါ तू အောက်ဆုံးမှာတဲ့ तू နဲ့လှုပ်တဲ့လူရဲ့ပြောပြမြင်ခဲ့ရပေါ့နော်အခုက तू ရဲ့အပေါ်မှာ30အထက်30ကျော်ကြီးဆိုတော့တကယ်လို့ तू အသက်ရှင်ခဲ့ရင်လည်းတော်တော်ကြီးကိုကံကောင်းတယ်ပေါ့တကယ်လို့မရှင်ခဲ့ဘူးဆိုရင်တော့မှ तू ရဲ့အလောင်းလေးနဲ့ तू မျက်နှာလေးကိုတွေးကြည့်မြင်ကျင်တာပါလာလာပါပါလေးညီမတယောက်အနေနဲ့

ဒီကောင်မလေးကြတော့ဒါသူသူရုပ်ရုပ်ကြအထဲမှာပါသွားတယ်ပြောတယ်။သူကပါသွားတယ်။သူတို့တွေမြန်မာနိုင်ငံလာတာတက်ပြေမချသေးဘူးဒီကောင်မလေး။ခုနကခုနအထဲကဖုန်းဆက်တဲ့အတန်ပါညာကြတော့သူအထဲကိုပြေးဝင်ကြတော့သူ့ကိုတော့မလဲတော့ဘေးရလွယ်ထိတ်မိထားတယ်ပေါ့။သူလည်းသူသူရုပ်ကြဆုံးတယ်ပေါ့နော်။အာတကယ်စိတ်တက်မကောင်းဘူးဗျာအခုလိုမျိုးကြီးကြာမို့ဖြစ်ဆိုရင်းနဲ့ကြုံရတာဆိုတာတခါမှလည်းမဖြစ်ဘူးခါတိုင်းငနေလောက်လဲဆိုတာကတော့အဲဘေးတွေမှာကိုယ်လေးရေဗီဒီယိုလေးပါမှာကြည့်ဘူးတာဒါတော့ဘောတော့မှာဒါကတော့ကိုယ့်ရဲ့မျက်မျက်ကိုယ်တို့ကြီးဖြစ်သွားတော့စိတ်တက်မကောင်းဘူးဗျာ မြန်မာပြည်သားတွေတအားပေးဆက်ခဲ့ရပါတယ်။တော်တော်ကြီးပေးဆက်ခဲ့ရတယ်။တိုင်းနိုင်ငံမှာနေဖို့ထိုင်ဖို့ရေးကိုအတက်တွေကိုတော်တော်ကိုဆုံးရှုံးခဲ့ရတယ်။ဒီနေရာမှာပဲဖြစ်ဖြစ်မြန်မာပြည်သားပဲအမြင်တယ်။တကယ်လည်းစိတ်မကောင်းဘူး။တွေ့တာကတိတ်မြလားဘာလားလဲဆက်တွေ့လည်းမရဘူးပေါ့ဘုံဆက်တွေ့လည်းဘလို့မှမရတော့ဘူးဘုကလုံးစားလား